creative machine ဆိုတာဘယ်လိုလဲသိလား independent artist တွေအတွက် role model တေးတေးဆို record producer ဒီအရာတွေအားလုံးတယောက်တည်းလုပ်နိုင်စွမ်းရှိတယ်ဂီတပညာရှင် mainstream record label နဲ့တောင်ပြဖက်ကဖြစ်ပြီး the artist formerly known as prince လို့ခေါ်စေရမယ့်အထိပိုင်ဆိုင်မှုတွေအတွက်တိုက်ခိုက်ခဲ့သူတယောက်ဖြစ်တဲ့ prince roger နေဆိုင်ရဲ့အကြောင်းလေးကိုဒီနေ့ပြပြပေးသွားပါမယ်သူကဘာလို့ဒီလောက်ရှောင်တော်နေရလဲ Prince ကဒုတိယမျိုးစားတော်တော်ဆုံဆုံတိခတ်တဲ့သူတယောက်ပါ။ဒါကြောင့်မလို့လေသူတချင်းနေတယ်မှာဆိုလို့ရှိရင်ဒါ instrument တွေအများကြီးပါတော့တွေ့ရပါတယ်။တော်တော်များများ Michael Jackson ဆိုတာနဲ့တန်းသိကြပါတယ်။ Michael Jackson နဲ့ Prince နဲ့ကကြတော့ဒါတခစ်သေးပါ။သူတို့တဲလန့်ချင်းကလည်းအတူတူပါပဲ။ဒါပေမဲ့ကျွန်တော်အမြင်ရဆိုလို့ရှိရင် Prince ကပိုပြီးမှ creative ဖြစ်တယ်။ပိုပြီးဂျဲလောက်တဲ့သူတယောက်လို့တော့မြင်မိပါတယ်။ဒီ Carrie Lamar နဲ့ Drake နဲ့ Dizzy ထဲမှာတော့မှ Prince နဲ့ Michael Jackson ကိုနိုင်ပြီးပြောတာလည်းတွေ့ရပါတယ်။ Jack nigga bum military nigga သူ့ကိုစတီဝန်နာနဲ့လည်းခိုင်းနှံတတ်ကြပါတယ်အကြောင်းကတော့ तू ကသူ့ချင်းတွေကိုကိုယ်တိုင်ဒီကိုယ်တိုင်ဒီဆိုကိုယ်တိုင်မစင်လို့ပေါ့နော်ဒီလိုမျိုးအကုန်လုံးတောင်တဲ့ဖန်နှီးနိုင်လို့ပါပဲသူအမှုပညာရှင်လမ်းကြောင်းအစမှာဖန်နှီးခဲ့တဲ့အမှုပညာတွေကကျတော့ funkness ဆိုးနဲ့ပေါင်းပြီးတော့ဒီလူမဲပရိသတ်တွေအတွက်ကိုပဲရွေခဲ့တာပါအဲဒီတော့ငါကျတော့ disco music ရဲ့လွှမ်းမိုးမှုတွေလည်းအများကြီးရှိနေတဲ့အခါကျတော့သူတချင်းနေမှာလည်း disco music ရဲ့လွှမ်းမိုးမှုတွေကိုဒါတွေ့ရပါတယ် နောက်ပိုင်းဖန်တီးမှုတွေမှာကျတော့ဒါအမျိုးအစားတော်တော်ဆုံးဆုံးလေးမျိုးပါလာတယ်ဒီလိုမျိုး experimental ဖြစ်တဲ့အရာတွေကကျတော့ဝေဖန်မှုကိုခံရနိုင်တယ်ဒါကြောင့်မို့လို့ခေတ္တိုင်းလိုလိုမှာအနုပညာရှင်တော်တော်များများကစီဖြစ်တဲ့ formula တွေနောက်ကိုပဲလိုက်ကြတာများပါတယ် prince ကကျတော့သူ့ရဲ့ talent နဲ့ဖန်တီးနိုင်စမ်းတွေကိုယုံကြည်တယ်ဒီတို့ကြောင့်မို့လို့ generous တွေကိုအကုန်လုံးပေါင်းပြီးတော့အစ်အစ်တွေကိုဖန်တီးပြီးပြည့်တက်တွေကိုဖန်ဆန်းနိုင်ခဲ့ပါတယ် Prince ကငငယ်လေးတည်းကဂီတာမှာစိတ်ဝင်စားခဲ့တာပါသူအသက်9နှစ်သားအရွယ်မှာဆိုလို့ရှိရင်ဒါ piano စာပြီးတီးနေပြီအသက်6နှစ်မှာဆိုလို့ရှိရင်ကစ်တန်နဲ့ drum ကိုကောင်းကောင်းတီးခတ်တတ်နေပါပြီ သူအသက်16နှစ်သားမှာဆိုလို့ရှိရင်ပထမဦးဆုံးဗန်ထဲဝင်ရောက်လာခဲ့ပါပြီ Prince ရဲ့မွေးရမြေဖြစ်တဲ့ Minneapolis မှာကြတော့ဒီ African American တွေနေတာတော်တော်လေးနည်းတယ်ပေါ့နော်ဒီလိုမျိုးလူမဲတယောက်အနေနဲ့အောင်မြင်ကြော်ကြားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အနေအထားလို့တော့ပြောရပါမယ်ဒါသူ့ရဲ့ talent နဲ့ charisma တွေကဒီအသားစီးတွေကိုကောင်းကောင်းကြီးကြော်လာနိုင်ခဲ့ပါတယ်။ဒါအပြင်မှာဒီ Minneapolis မှာပဲရှိတဲ့အခုဆိုလို့ရှင်တော့ဒါ Jansen Lewis လို့လူတီများရဲပေါ့နော်။ Jimmy Jan နဲ့ Cherry Lewis တို့ကလည်းလူတီများကြော်ကြားလာအောင်လို့ဆွဲခေါ်နိုင်ခဲ့တယ်လို့တနည်းအားဖြင့်ပြောလို့ရပါတယ်။ 1963ခုနှစ်မှာထွက်ခဲ့တဲ့ The Derek Carver ကတော့ဒါ Prince ရဲ့ပထမအဦးဆုံး crossover ဖြစ်တဲ့တခြင်းလို့ပြောရပါမယ်အဲဒီတော့ကဒီ1983ခုနှစ်ဆိုတော့လူမျိုးရေးခွဲခြားမှုတွေကတော်တော်လေးပြင်းထန်နေတဲ့အခြေအနေတွေပါဘယ်လူမဲအဆိုတော်ရဲ့တခြင်းဟောဒီလူမျိုး TV အစီအစဉ်ကြီးတွေကထုတ်လွှင့်မပေးခဲ့ဘူးပါဘူးဒါပေမဲ့ဒီတခြင်းကတော့ဒီလူမျိုး discrimination တွေကိုကျော်လွန်ပြီးတော့အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့တခြင်းလို့ပြောရပါမယ်နောက်ထပ်တစ်နှစ်1984ခုနှစ်ရောက်တဲ့အချိန်မှာတော့တကဘာလုံးကလူတွေစီကို ကျေဝဲတပွင့်ရောက်လာတဲ့အချိန်လို့ပြောပါမယ်။ဒါကတော့ Prince ရဲ့ Purple Rain ထွက်ခဲ့တဲ့အချိန်မှာ Prince လို့ပြောလိုက်တာနဲ့ Purple Rain ကိုပြင်းပြင်းကြားကြားမြင်လို့ထင်ပါတယ်။ Purple Rain အဲ့ဒါဆက်လာပါ sorry ပါ။ဒီ event ကကျတော့ Prince ရဲ့ event တွေထဲမှာအခုတတိရောင်းအားအကောင်းဆုံး event တစ်ခုဖြစ်နေစေပါပဲ။ Purple Rain ကကျတော့တချင်းတီးတတ်မယ်မဟုတ်ပါဘူး။သူရဲ့စင်မြ Biographical Film အတွက်ဒါတီဆိုရေးသားခဲ့တာပါ Academy Grammy ဆုကျင်းတီပေါက်ရခဲ့ပါတယ် Let's go crazy ကကြတော့ဒီ Airbnb ရဲ့ opening song ဖြစ်တဲ့လူသားတွေအကုန်လုံးကိုကိုယ့်ရဲ့ဘဝအခက်အခဲတွေကိုအကောင်းမြင်ပြီးတော့ပျော်လင်းချက်ထားဖြတ်သန်းနိုင်ဖို့အတွက် energy အပြည့်နဲ့တည်ဆောက်ထားတဲ့အခြင်းလေးဖြစ်ပါတယ်။ Want to cry ခြင်းကလည်းဒါ Paparini ကဇဝင်ကန်တစ်ခုအတွက်ရေးထားခြင်းပါ။ဒီ Prince နဲ့အမေနဲ့အဖေကြားဒီ Airbnb ဖောက်ပြန်မှုတွေသူတို့ရဲ့စိတ်ကံစားချက်တွေဖော်ပြဖို့ဆိုပြီးတော့ Director က Prince ကိုဒီလိုမျိုးအကြောင်းအရာတွေကိုအခြေခံပြီးတော့ဒါတခြင်းရေးကိုပြောလိုက်တာပါ။ အဲ့ပြောပြီးနောက်ရက်နောက်နေ့မနက်မှာပဲပေါ့နော်သူတချင်းတစ်ပုတ်ရေးပေးခဲ့ပါတယ်အဲ့ထဲကတစ်ပုတ်ကတော့ဒါ wanted crime ပါပဲဒါ pubering ကကျတော့ prince ရဲ့ fan တွေအားမှာဒါကတ်ဆောင်းတစ်ပုတ်လို့တော့မှာဒါပြောရပါမယ် prince လို့ပြောလိုက်တာနဲ့ pubering ကိုတွဲမြင်ကြတာပါဘလောက်ထိတောင်မှတွဲမြင်လဲဆိုလို့ရှိရင်2016ခုနှစ် April 22ရက်နေ့ကဘီမာကြီး Elizabeth II ရဲ့90ပြည့်မွေးနေ့ပါအဲ့ဒီအထိမ်းအမှတ်အတွက်ဒါတော်ဝင်မျိုးနွယ်တွေကိုခင်းရောက်နေတဲ့အမြဲဖော်ပြလေးရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော် နိုင်ယာဂရာရေတံခွန်နဲ့စီယန်တာဝါကိုဒါခဲရောက်နေနဲ့ဖြာထွက်နေပြီးတော့ဘီအမာယူကိုဂုံပြုဖို့လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာတဲ့တဲ့ကူကအဲ့ဒီနေ့မှာပဲပါစလီဘက်မှာရှိတဲ့သူ့ရဲ့အိမ်မှာပဲပေါ့နော်။ဒါဖတနိုင်းအိုဗာဒိုးစ်ဖြစ်ပြီးတော့မှကွယ်လွန်ခဲ့ပါတယ်။အကုန်လုံးကဒီခဲရောက်နေပြောင်းနေကြတာကိုဘီအမာကြီးအတွက်လူမမြင်ရပဲနဲ့ Prince အတွက်ဝမ်းနေကြောင်းပြသတယ်လို့ပဲဒါအကုန်လုံးကမြင်ခဲ့ကြတာပါ။ဟုတ်ကဲ့ပါဒါလေးကတော့ Prince ရဲ့အောင်မြင်မှုကိုမြင်သာစေမယ့်အခြေအနေတစ်ခုလို့ထင်ပါတယ်။ ဒါကြောင့်တို့ဘယင်မာကြီးဆိုလို့ Queen ရဲ့ဖွဲ့ရယ်လီဆင်က Freddie Mercury ကလည်း Prince ရဲ့ဖန်အကြီးစားတယောက်ပါဒါ Freddie Mercury အနေနဲ့ကလည်း Little Red Carpet တခြင်းကသူ့ရဲ့အကြိုက်ဆုံးတစ်ပုဒ်လို့ဒါပြောခဲ့မှုပါတယ်ဒါ Prince ရဲ့တခြင်းနေရာတကယ်လို့မှ intense ဖြစ်တယ် lyrics တွေကလည်းဒါ sexuality ဘိုင်းနေနဲ့တခြားလူရင်းဆန္ဒတွေပွင့်လင်းပြီးတော့သူ့ရဲ့စိတ်ကူးစိတ်သားတွေကိုလည်းအတိုင်းသားမြင်နေရပါတယ် ူရဲ့အနုပညာလက်ရာတွေစာသားတွေစိတ်ကူးတွေကကျွန်တော်တို့ကျွန်တော်တို့ဒီလူပေါင်လောကအတွေးခေါ်နေတယ်ပေါ့နော်ပြင်ကိုကြွထွက်နေတဲ့အတူယူဆရတဲ့သူတွေအများကြီးရှိပါတယ်ဒါကသူ့ဘဝသူ့ပုံစံဒါရှင်သန်နေထိုင်ခဲ့တဲ့ပုံစံတွေကိုကြည့်တော့နားလည်မှာပါသူတခြင်းစာသားတွေမှာနောက်ပြီးတော့ဘာသာရေးရဲ့အမှုအသက်တွေပါတယ်လို့ထားလိုက်ကြလို့ရှိရင်ဒီလူမျိုးအတွေးခေါ်နေတဲ့ဆန့်ကျင်နေတဲ့ဘာသာတရားကတားမြစ်ထားတဲ့ erotic experience တွေကိုလည်းထည့်ပြီးရေးထားအောင်လည်းတွေ့ရပါတယ် record camp နဲ့သူ့ရဲ့ pre-pack ခါမြ music မှာပဲဖြစ်ဖြစ်တခြားသောဘယ်နဲ့ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော် ဒါ corporation တွေကထိန်းချုပ်နေတာဟုတ်လားတော်တော်လေးတွေ့ရပါတယ်အနည်းပညာရှင်တွေနဲ့တခြားသော creative work တွေမှာလှုပ်လှုပ်တဲ့သူတွေဆိုလို့ရှိရင် quality ဖြစ်တဲ့ product တွေကိုထွက်လာဖို့ဆိုတာတော်တော်လေးခက်ခဲပါတယ်ဒါ prince ကလည်းဒီမှာ creation တွေကောင်းတယ်လို့ quality product တွေကိုလည်းအမြဲမပြတ်ဆက်ထုတ်လုပ်နေတဲ့သူတယောက်ပါဒါကြောင့်မလို့ talent ရှိတဲ့သူတွေ genius တွေကြားတော့မှာပါဒါ तू က talent အရှိဆုံး genius အဖြစ်ဆုံးလို့ပြောလို့ရတဲ့အထီးပေါ်တဲ့သူတယောက်ပါပဲဒါပေမဲ့ तू record company တွေကြားကသူ ਨੇ စာချုပ်ကြောင်ပေါ့နော်သူတို့စာချုပ်အကြောင်တနစ်မှာက event တပုတ်ပဲထုတ်ပြန်ရတာပါတကယ်လက်တွေ့မှာကဒါမထုတ်လိုက်ရတဲ့သချင်းတွေတခြားသောဖန်တီးမှုတွေအများကြီးကြံနေခဲ့တယ်လို့လည်းဒါသိရပါတယ် Prince ကကြတော့သူအနုပညာကိုအမြဲတမ်းချက်ပြနေခြင်းနဲ့သူတရားပေါ့နော် God Company တွေကကြတော့ဒါသူတို့ခြားသောစီးပွားရေးအတူမြတ်တွေအကြောင်းလို့ဆိုပြီးတော့မထုတ်တာလည်းရှိတယ်ပေါ့နော်ဒီခါလေးကျလို့ရှိရင်တချို့နေရာတွေကစီးပွားရေးအကျိုးမြတ်တစ်ခုပဲကြည့်ပြီးလုပ်မယ်အစားပေါ့နော်ဖြည့်လျှော့တင်တာတွေကိုဖြည့်လျှော့ပြီးတော့ဒါနှစ်ဦးနှစ်ဖက်အချို့ပေါ့နော် artist နဲ့တခြားသော recording နဲ့အဲ့လိုမျိုးလုပ်တင်တယ်လို့တော့ဒါကျွန်တော်မြင်ပါတယ် ဒီလိုအကြောင်းအကြောင်းလေးကြောင့်ပဲဒါက Prince Car and Release Recording ရဲ့ Internet ကနေတစ်ဆင့် Marketing လုပ်ပြီးတော့ထုတ်လုပ်ခဲ့ပါတယ်။အခုဆက်ပြပြမယ့်အကြောင်းအရာတွေကဘယ်ဘက်ကမှဗတ်မလိုက်ခင်တယ်ကျွန်တော်ပြပြပေးတော့ပါမယ်။တချို့က Prince ကို Drag User တရားဖို့တင်ကြပါတယ်။တကယ်နောက်ွယ်ကအကြောင်းရင်းတွေကိုချိတယ်ဆိုလို့ရှင် Prince ကဒီ Drag တွေကိုသုံးတဲ့သူတရားမဟုတ်ဘူးဆိုတာတွေ့ရမှာပါ။ဘာလို့ဆိုတော့ ခရစ်ကဘာသာရေးကိုအရင်ယုံကြည်ကူးကွယ်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ပေါ့နော်။ Anime Right ရင်ပတ်သက်ပြီးမှလည်းလုံးဝရားထက်တာကသူပေါင်းခဲ့တယ်။ပြတော့တခြားသောပရဟိတအလူအတန်းတွေအမြင်မပေါ်ပဲလူလာတာတွေဒီလိုမျိုးအများကြီးလုပ်ခဲ့တယ်။ပြတော့ discipline ကောင်းပြီးတော့ strict personality ဖြစ်တဲ့သူတယောက်ပဲဖြစ်တယ်။ဒီအချက်တွေကြောင့် Prince က drug user တယောက်မဟုတ်ဘူးလို့ပြောရဲဆိုလို့ရှိရင်ဒါခံရုံနဲ့အကြောင်းပြချက်တွေမဟုတ်ဘဲနဲ့သူ့ရဲ့ fan တယောက်အနေနဲ့ဗတ်လိုက်ပြီးတော့မြင်နေအမြင်နေလို့ပြောနိုင်ပါတယ်။နောက်အချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင် drug user တယောက်လို့ဆိုဆိုချက်တွေကမမှန်ဘူးဆိုတော့တွေ့ရမှာပါ Prince ကဆယ်စုနှစ်နဲ့ချီပြီးတော့ဒီခါထောက်ဝေဒနာကိုခံစားခဲ့ရတာပါဒါပေမဲ့လည်းသူကဘာသာရေးလုံချီမှုအတွက်ကြောင့်မလို့ပေါ့နော် recreational drug တွေကိုသူအသုံးမပြုခဲ့ပါဘူးသူစင်မော performance နေရာအများအပြားတိုင်းပေါ့နော်လုံးဝအောင်မှာ crazy ဖြစ်တဲ့ဒီအချက်တွေကပဲသူ့ကိုယ်မှာထိရောက်ခဲ့စေခဲ့တယ် Prince က surgery ခံခဲ့ရတယ်ဆိုပေမဲ့လို့ဒီလိုဒီမလောက်ခံစားနေရတဲ့သူ့ရဲ့နာကျင်မှုတွေကဒီလိုပဲတခုပြုတ်သွားမဲ့အရာတွေပေါ့နော်ဒါမှမဟုတ်ကြောင့်သူက pain killer အပြင်းစားတွေကိုမိခုံရတဲ့သူတရားကိုဖြစ်လာပါတယ် ဒီအချက်တွေအကုန်လုံးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင် print ဆေးဆွဲခဲ့တာတော့မှန်ပါတယ်။ဒါပေမဲ့ဘာလို့ဆေးဆွဲခဲ့လဲဆိုတဲ့အကြောင်းပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်။ print ကသူ့ရဲ့နာကျင်မှုတွေကိုဖြစ်ဖြောင်းဖို့အတွက်ဆိုတော့သူပင်ကီလာအပင်းစားတွေကိုသုံးခဲ့ရပါတယ်။ဒီလိုမျိုးပင်ကီလာအပင်းစားတွေကိုသုံးနေတဲ့အချိန်မှာတခြားမယိုးသားတဲ့သူတွေကပေါ့နော်။သူ့ဆေးထဲမှာတခြားအရာမှုတွေဆေးတွေအနေနဲ့ရှိတဲ့ဆေးတွေခုနပြောခဲ့သပေါ့နော်။ fat nine တွေကိုဆေးတွေရောပြီးတော့မှသူ့ပေးခဲ့ကြတယ်။ ဒီအတွက်ကြောင့်မလို့ပဲသူကဆင်းဆွဲခဲ့တာပါဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ကျွန်တော်လေးစားအကြရတဲ့ဂီတပြဆိုင်ရှင်တူဦးဖြစ်တဲ့ Prince Roger နေဆိုင်ရဲ့အကြောင်းလေးကိုပြပြပေးသွားဖြစ်ပါရခင်ဗျာနောက်နေ့မှလည်းလူမှုစိတ်ဝင်စားဖို့ကောင်းတဲ့လူပုဂ္ဂိုလ်အကြောင်းလေးအဖြစ်ပြအကြောင်းလေးတွေတင်ဆက်ပေးသွားမှာမို့လို့ကြိုက်နေတတ်တယ်ဆိုလို့ရှင် Line Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါရခင်ဗျာ